အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့ပြန်လည်ပြီးတော့ဒါစုမုံကောင်တောင်းပြီးလိုက်ပါတယ်အဲ့တော့ဒီနေ့ဒါကျွန်တော်တို့နေ့လေဂိမ်းမှာတော့ Arsenal ပြိတက်တွေတဲ့သတင်းကောင်းကြီးတစ်ခုနဲ့ကျွန်တော်တို့စတင်ကြပါတယ်အဲ့သတင်းကောင်းလက်ရှိမှာဒါကျွန်တော် Arsenal တင်းရတာကျွန်တော်တီကြတယ်မဲ့လက်ရှိဒီနေ့မှာတော်တော်လေးကိုပေါက်ရောက်ပြီးစောက်ရမ်းကောင်းနေခဲ့တယ်ဒါကျွန်တော် right wing ကစားသမားဖြစ်တဲ့ အီသန်ဝန်နရယ်ရီကိုတော့လက်ရှိမှာအာစနိုသင်းနေတဲ့စာချုပ်တက်တန်း9နှစ်ရှိတဲ့စာချုပ်တက်ကိုကန်လန်တော်မှာဖြစ်တယ်လို့ကြားသိရတယ်မှာပါတယ်ဒီစာချုပ်တက်ကလက်ရှိမှာဒါကျွန်တော်တို့ရနေအီသန်ဝန်နရယ်ရနေတဲ့လာစာထက်တော်တော်ကြီးကိုပုံများပြီးလာစာအရာတွက်မယ်ဆိုတော့တပတ်လောက်ခလာစာလာ4000ဝန်းနဲ့9000လောက်ရှိတဲ့နီနီကိုဒါကျွန်တော်တရားဝင်ကန်လန်တော်မယ်ဆိုတဲ့သတင်းထွက်လာခဲ့အဲ့ဒါချုပ်ကြ4000ဝန်း9000နဲ့တာပေါ့ဆို သူအခုလက်ရှိရနေတာမှာ Ethan Wanery ကထောင်ကျော်လောက်ပဲရနေတဲ့အနေထားကနေပြီးတော့တောင်းနေချေရမှာဖြစ်တော့သူတက်ကဒါ significantly တိုးသွားတယ်လို့ပြောလို့ရတယ်။အာဆိုသိတဲ့ဒါကလည်း bargaining တစ်ခုလုပ်တာဖြစ်တယ်။လက်ရှိမှာဒါ Ethan Wanery နဲ့အခုလက်ရှိမှာခြေစွမ်းနေပြနေတာမှန်မဲ့လက်ရှိမှာဒါတသိန်းလောက်ကြီးသွားပြီးရင်တိုင်ပတ်ကုန်မယ်လို့ပြောလို့ရတယ်မှာပါတယ်။ Ethan Wanery နဲ့အခုမှလက်ရှိမှာဒါကျွန်တော်တို့ တကယ်ကိုလူငယ်လေးပဲရှိအခုမှအသက်အရွယ်အပြည့်16နှစ်ပဲရှိသေးတယ်အတွက်ကြောင့်မလို့ငါးနှစ်စာချုပ်ကတော်တော်လေးကိုဒါကျွန်တော်တို့ valid ဖြစ်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ either one ready ကိုအခုလက်ရှိမှာထုံးဝံနိုင်တာကျွန်တော် academy product တွေကိုမှရွေးပြီးစိတ်ဝင်စားနေတက်တယ်ဒါကျွန်တော်တို့အာ Chelsea အသင်းကနေပြီးတော့ဒါတရားဝင်စိတ်ဝင်စားနေဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေခဲ့တယ် Chelsea အသင်းရဲ့လက်ရှိမှာ either one ready နဲ့ Arsenal အသင်းရဲ့စာချုပ်သက်တမ်းတာအဆင်မပြေခဲ့ဘူးဆိုရင်တော့ဒါကျွန်တော်တို့ခေါ်ယူဖို့အတွက်လက်ရှိမှာသတင်းတွေထွက်နေတယ်ဆိုတဲ့ လုံးဝဒါကျွန်တော် hot ဖြစ်နေတဲ့ဥစ္စာတွေလည်းတွေးရမယ်တဲ့မှာပါတယ်ဘောနော်အဲ့တော့ဘီသွပင်စုံစီကမူတာလက်ရှိမှာဒါကျွန်တော် Arsenal အသစ်နဲ့လာမယ့်ဒါကျွန်တော်တွေးရသေးတာမဆောင်မင်းနဲ့အခုလက်ရှိချိန်မှာဒါကျွန်တော်တို့ကစားသမားကိုတရဝင်းဒါစာချုပ်သစ်ကန့်လန့်တော့မှဖြစ်တယ်အီဒန်ဝါနရီအနေနဲ့အခုလက်ရှိမှာ Arsenal အသစ်မှာပဲပျော်နေပြီးတော့ Artita လက်အောက်မှာပဲဆော့ကျင်တဲ့အတွက်ကြောင့်မလို့အီဒန်ဝါနရီကလည်းဒီစာချုပ်ကိုလက်ခံသွားမှာဖြစ်ပြီးတော့ဒါကျွန်တော်တို့စာချုပ်တန်တန်းရ9နှစ် plus 1နှစ်6နှစ်တန်တန်းရှိတဲ့ total package နဲ့စာချုပ်ချုပ်မယ်လို့ကြားသိရတယ်မှာပါအဲ့တော့ခုနကပြောဆိုပဲစာချုပ်တန်တန်းရဒါခုနကလက်ရှိအနေထားရ Arsenal အသစ် ने, ने? ဒါ Ethan Wanderer ကိုခဏတာဘုဆိုအဲရေရှည်ရချုပ်တာမှိုင်မဲ့ဒီနေရာမှာ Ethan Wanderer နဲ့ကောင်းရင်ကောင်းတယ်လို့လာစာကိုတိုးပြီးပေးပြီးတော့စာချုပ်တက်တဲ့အစ်တတွေပါလေချုပ်သွားဖို့အတွက်ပြင်ဆင်ထားတယ်။ Ethan Wanderer ကိုခုလက်ရှိစာချုပ်အစ်တမှာအရေးကြီးဆုံးချက်က Arsenal အစ်တနဲ့ရန်ဖန်ရန်ခါ Rotating Squad မှာဒါကျွန်တော်တို့ Arsenal အစ်တနဲ့ဒါကျွန်တော်တို့ number 1ကစားသမားအနေနဲ့တုံးပေးသွားမယ်ဆိုတဲ့ဂရုကိုလည်းပေးခဲ့တယ်လို့ကြားသိရတယ်မှာပါတယ်။ Kola Halaria ကခုလက်ရှိမှာ Ethan Wanderer ကို Chelsea အစ်တနဲ့စောင့်ကြည့်နေတာမဟုတ်ဘဲနဲ့ Manchester City အစ်တကလည်းဒီကစားသမားကိုခေါ်ယူဖို့အတွက်ဒါကျွန်တော်စောင့်ကြည့် ည်နေလို့ကြားသိရတယ်မှာပါတယ်။စာချုပ်သားအစိမ်းမပြေဖြစ်ခဲ့မယ်ဆိုရင်တော့ Ethan Wanderery ကိုလက်ရှိမှာ Chelsea ကို Manchester City အသင်းကိုတရားဝင်ခေါ်ယူဖို့အတွက်ဒါကျွန်တော်ပြင်ဆင်နေတယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တယ်တဲ့မှာပါပါတယ်။အဲ့တော့လက်ရှိမှာ Arsenal သင်းနဲ့ဒါကျွန်တော်တို့အပြောင်းအရွှေ့ကြောင်းတော့တစ်ခါတည်းဆက်ပြီးပြောအောင်ပေါ့နော်။ Arsenal သင်းနဲ့ Lamine Neuer ဒီမှာတိုက်စစ်မှုနေရာအတွက်ဒါကျွန်တော်တို့ခေါ်ယူဖို့အတွက်ပြင်ဆင်နေတယ်ဆိုတော့အကုန်လုံးသိပြီးသားဖြစ်လိမ့်မယ်။အဲ့တော့ Ethan Wanderery ကိုစာချုပ်သစ်ချုပ်တဲ့ဆိုတဲ့ကိစ္စကိုခဏထားပြီး Ethan Wanderery ကစာချုပ်သစ်ချုပ်ဖို့အတွက်လည်းအာဆိုတဲ့ရာဂိုင်းလုံးများသွားပြီလာစားလဲကျွန်တော်ဒါကောင်းအောင်မ မွန်စာချုပ်နဲ့ချုပ်မဲ့တော့ကြောင့်မဒ either one ရဲ့ဥပစာလေးကိုကျွန်တော်ဒီနားမှာခဏလေးကျွန်တော်ဘေးပို့လိုက်မယ်အဲ့တော့လက်ရှိမှာအာဆုံအသင်းနဲ့နောက်ဆုံးသတင်းအစ်စ်ထွက်လာခဲ့တဲ့ကစားသမားတယောက်ကတခြားတော့ကစားသမားမဟုတ်ဘူးဒါဒီဂိုဂျူတာဖြစ်တယ်လီဗာပူးအသင်းကနေပြီးလာမယ့်နယူးယာတီမှာထွက်မယ်ဒီဂိုဂျူတာကတော့အာဆုံအသင်းနဲ့ဒါကျွန်တော်အလွတ်နဲ့ခေါ်ယူမယ်ဆိုရင်တော့ခေါ်ယူခြင်းနဲ့ကစားသမားကြီးရဲ့တယောက်ဆိုတဲ့ပုံစံမျိုးထွက်လာခဲ့တယ်ဒီဂိုဂျူတာကပထမကသူ့ရဲ့ဒါကျွန်တော်အသင်းဟောင်းဖြစ်တဲ့ဒါကျွန်တော်တို့ဟူဖ်အသင်းကိုပြောင်းဖို့အတွက်စီစဉ်ထားခဲ့ပေမဲ့အာစနယ်ကဒီနေရာမှာခေါ်ယူခဲ့မယ်ဆိုတော့ဂျူတာကဟူဖ်အသင်းနဲ့ဆိုင်တော့အာဆုံအသင်းကိုပို့ပြီးတော့ပြောင်းက ကျင်တဲ့တဲမှာပါတယ်လို့သိရတယ်မှာပါအဲ့တော့လက်ရှိမှာအာဆိုအသင်းနဲ့လာမယ့်ညရာဒီမှာတိုက်စစ်မှု၂ယောက်လောက်ခေါ်သွားဖို့ရှိတယ်တိုက်စစ်မှုညမှာဆိုတာကျွန်တော်တယောက်ကဒါစန်တာဖော်ဝါဆန်ဆန်ပူဇံမျိုးကိုခေါ်သွားဖို့အတွက်အာဆိုအသင်းပြင်ဆင်ထားတယ်အာဆိုအသင်းနဲ့လက်ရှိမှာလာမယ့်ညရာဒီမှာဈေးသက်သက်တာနဲ့ဒါခေါ်ယူလို့ရမယ်ကစားသမား၂ယောက်ရှိတယ်၂ယောက်လုံးကလည်းအလကားနီးနီးခေါ်ယူလို့ရမယ်ဈေးဒီပေါ့နော်ပထမတစ်ယောက်ကတည့်ရတဲ့အချိန်မှာကျွန်တော်တန်ဒေးဗစ်လိုင်လီကနေထွက်ဖို့အတွက်တည်ကြနေတဲ့ကစားသမားသူ့အနေနဲ့စန်တာဖောကစားတဲ့လက်ရှိလိုင်လီမှာလည်းဒါခြေစွမ်းပြနေပြီဒါကျွန်တော်တို့ကီလီယန်အမ်ပါပီတို့ရှိတဲ့နှစ်တွေမှာတော့မှအများနဲ့ဂိုးသွင်းပြပြီးကီလီယန်အ ပါပီနဲ့နင်လန်းငါလားဆိုတဲ့ movement တွေကိုတွေ့ရတဲ့နေရာမှာပါတယ်။ဒါတည်ကြလိမ့်မယ်ပါပီစီရိုမာနိုကိုလည်းဒီကစားသမားကိုဆွတ်ဆက်ပြီး promote လုပ်ပေးနေတဲ့အတွက်ကြောင့်မို့ပြည်သက်တွေနည်းနည်းလေးဒီကစားကိုတိတ်တိတ်ပြီးတော့ဒါကျွန်တော်တို့မစိမ့်တဲ့ကစားသမားတယောက်လို့ကျွန်တော်အနေနဲ့မြင်မိတယ်မှာပါတော့။ဒါလီဗာပူးတင်နဲ့လာမယ့်နေရာဒီမှာဒါကျွန်တော်ခုနပြောသူပဲပေါ်လဲပေါ်တယ်ခြောင်လဲခြောင်တယ်ကောင်းမယ်ဆိုတဲ့ဒါကြောင့်တိုက်စစ်မှုနှစ်ယောက်တို့လက်ထဲမှာရှိတယ်။ဒီကိုဂျိုတာနဲ့ ျွန်တော်ဒါလိုက်လီယာတိုက်စစ်မှုဖြစ်တဲ့ဂျိုနာသန်ဒေးဗစ်ပေါ့နော်အဲ့တော့ဒီနေရာမှာဒါစဉ်းစားစရာရှိတယ်နှစ်ယောက်လုံးကတော့အာစနိုသင်းခေါ်ဖို့တော့စီဇန်ပြီးနှစ်ယောက်တည်းကတစ်ယောက်ပဲခေါ်ဖို့ရှိတယ်ဒီဂိုဂျိုတာကိုခေါ်မယ်ဆိုအာစနိုသင်းနဲ့ဒီနေရာမှာယာကင်လုံးများတာတော့စိတ်ထိုက်ကူပေးနေရမယ်ယာကင်လုံးများတယ်တရားသတင်းကဂျိုနာသန်ဒေးဗစ်ကလက်ရှိမှာ injury record အရဆိုတော့ဂျိုတာနဲ့ဆိုင်တော့အများကြီးအများကြီးပူကောဒါပေမဲ့ဒီနေရာမှာနောက်တစ်ချက်ကဂျိုတာက Premier League မှာတကယ်ကို proven ဖြစ်ထားတဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်မို့ Premier League ဝါရှင်တန်ဒါအကဲဒါတရားမရခဲ့ဘူးဆိုရင်တော့ တိတိချာချာတုံးလို့ရနိုင်မဲ့ကစားသမားတွေတယောက်ဆိုတာလုံးဝညင်းစရာမလိုဘူးလို့မြင်နေအဲနောက်ထပ်တယောက်ကခုလက်ရှိမှာခုနကပြောသူဂျွန်နသန်ဒေးဗစ်ဂျွန်နသန်ဒေးဗစ်ကဒီကိုဂျူတာလောက်တန်အောင်မရအောင်ဒါပေမဲ့ပရီးမီးယားလိမှာအန်ဝင်ဘမလားဆိုတဲ့ဥစ္စာပဲဒါပေမဲ့ဒီနေရာမှာနှစ်ယောက်လုံးကလက်ရှိနောက်ဆုံးသိရတဲ့တဲ့နေရာလာစာကတော့တိတ်တော့မကွာဘူးတပတ်လောက်ကသသိန်းနဲ့သသိန်းခွဲချပေးရမှတကြောင်မို့တိတ်တော့မကွာဘူးအာဆိုသိန်းနဲ့လာမယ့်နေရာဒီမှာလည်းဒါကျွန်တော် Gabriel Jesus ကိုတဲ့ရောင်းထုတ်သွားဖို့အတွက်စီစဉ်နေတဲ့အတွက်ကြောင့်မလို့တို့အနေနဲ့ဒါ Gabriel Jesus နေရာအတွက် Jonathan David လာဒါကျွန်တော်တို့ ဘဒူအာဗာလေဟိုဒါဒီကိုဂျူတာလာဒီနှစ်ယောက်တည်းကတယောက်ကိုဒါအာစနောအသင်းအနေနဲ့ဒါကြတော့စိတ်ဝင်စားနေတဲ့သတင်းတွေထွက်ပေါ်နေတယ်မဟုတ်ပါအဲ့တော့လက်ရှိမှာဒါဒီကိုဂျူတာကိုတော့တောက်လျှောက်ခေါ်ယူဖို့တဲ့အာစနောအသင်းနဲ့အကြီးစားစူးစမ်းနေတယ်လီဗာပူးကဒါကိုတာစီသွားမှာမဟုတ်ဘဲနဲ့ဒါကျွန်တော်တို့သူ့အနေနဲ့ ဒီကိုဂျိုတာကြိုက်နေတဲ့အသင်းကိုလေလီဗာပူးအသင်းကပေးပြောင်းသွားမယ်လို့ကြားသိရတယ်မှာပါအဲ့တော့ဒါကျွန်တော်တို့ပြိုင်ဘက်တွေဒါကျွန်တော်ဖလားလူဘက်ဘာညာဆူတဲ့ကြောင့်မို့ဒါကျွန်တော်ရှော်သွားမယ်နေထားတော့မရှိဘူးသူအနေနဲ့ဒီကိုဂျိုတာပေးပြောင်းခြင်းလို့ဆိုတော့အာဆိုအသင်းနဲ့ဒီကိုဂျိုတာကိုရွေးသွားမလားဒါကျွန်တော်လိုက်လီအသင်းကဒါကျွန်တော်ဂျွန်ဆန်ဒေးဗစ်ကိုရွေးသွားမလားဂျွန်ဆန်ဒေးဗစ်ကပူလဲငယ်မယ်လို့ထင်တယ်ကျွန်တော်ဒါကျွန်တော်လက်ရှိရင်ပူငယ်မယ်လို့ကျွန်တော်အနေနဲ့ထင်ဒါပေမဲ့ ဂျိုတာက experience ရှိတယ်ဒန်ယာလူစင်းဒန်ယာနေထားရဆိုဂျိုတာအဲ့ဒီမှာတော်တော်လေးကိုစူးတယ်ဒါခုနကပြောတော့ကျွန်တော်ဒေးဗစ်ကပြောအဲ့တော့သူ့ဘာသူတော့မစူးတဲ့ချက်တင်းနဲ့ဒူတာလစ်ပတ်ဘို့ဆိုအာဆနယ်ပရိသတ်တွေဆိုရင်တော့ဘဒုကိုဒါကျွန်တော်ရွေးမယ်တဲ့မှာပါတယ်ဒါကိုကျွန်တော်ဒါအောက်က comment ထဲမှာနည်းနည်းလေးဆွေးနွေးပေးခဲ့ကြပါအောင်အဲ့တော့ဒါနောက်ဆုံးသတင်းတစ်ခုအနေနဲ့ကျွန်တော်ဒီနေ့ဒါကျွန်တော်အာဆနယ်အသေးရတာသတင်းတစ်ခုအနေနဲ့နောက်ဆုံးတစ်ခုအနေနဲ့ထပ်ပြောရမယ်ဆိုတော့အာဆနယ်အသေးနေနဲ့အခုလက်ရှိအချိန်မှာဒါတောင်ပံကစားသမားနေရာအတွက်ဒါကျွန်တော်တို့အရန်ကြီးဈေးမကြီးပဲအသင်းနဲ့တင့်တော်ပြီးဒါကျွန်တော်စာကာကောမာတင်နယ်လီရောနှစ်ယောက်လုံးကိုဒါကျွန်တော်တို့ east ဖြစ်စီမဲ့ကစားသမားတယောက်ကိုလည်းဆက်လက်ပြီးခေါ်ဖို့ရှိတယ်။ပေါင်တန်း35တန်းနဲ့40ကြားတဲ့ကဈေးနဲ့တူတာကျွန်တော်ဈေးအရမ်းမကြည့်တဲ့ဝင်ငါတယောက်ကိုလည်းအာဆုံအသင်းလာမယ့်လူရည်ဒီမှာခေါ်ယူဖို့အတွက်ပြင်ဆင်နေတယ်။ခုနပြောလို့ဒါကျွန်တော်လက်ရှိမှာအာဆုံအသင်းနဲ့ဈေးကြီးတဲ့ statement ဆိုင်ငင်တွေကိုလည်းလာမယ့်လူရည်ဒီမှာခလုတ်သွားမယ်။ဒါမှမဟုတ်ခုနပြောလို့ပဲအရန်ကြီးဈေးမကြည့်တဲ့ဒါကျွန်တော်ကစားသမားတွေကိုလည်းခေါ်ယူသွားဖို့အတွက်အာဆုံအသင်းပြင်ဆင်နေတယ်။ဟန်ချေးအာ sorry ပါဆရာသမားတို့ရေ ဲ့လိုမျိုးကျွန်တော်ဒါအဲ့ဒီမပါပဲရဲ့တော့ကျွန်တော် sorry ပါတော့မဆိုကြဘူးဆရာတို့လည်းအားနာတယ်ဗျာမနိုင်ပြောကြာရင်ကြာတယ်ကျွန်တော်အားနာတယ်အင်းမနိုင်ပြောအဲ့ဒီလေဆိုတာ back နဲ့ back နဲ့ပြောင်းလဲလို့ရတယ်ဘောနောကျွန်တော်ကြာအဲ့ဒီကိုယ်တိုင်လက်တကယ်ဘုရားသူအဲ့ဒီလည်းမလုပ်တတ်ဘူးဘောနောအဲ့တော့အာ အဲ့ဒီလည်းမခေါ်နိုင်သေးဘူးကိုလွယ်ကုနာကျွန်တော်စိတ်ထဲမှာကျွန်တော်အဲ့ edit လုပ်ရမယ်လူကိုခေါ်လိုက်တဲ့ပတ်စံတဲ့ငါလှူလိုက်တာပူကောင်းမယ်ဆိုပြီးအဲ့စိတ်ကြောင့်မှခုလက်ရှိမှာတော့ကျွန်တော်ဒီ page ချောင်းတာနဲ့နှစ်ခွဲလောက်ရှိပြီဘောနော်အဲ့တော့ထပါတော့ပါပါပါပြောတော့ပါဦးတော့အဲ့လက်ရှိမှာတော့ကျွန်တော် Arsenal သင်းနေနေတာလက်ရှိမှာကျွန်တော်ဒီနေရာမှာဈေးတက်တာတဲ့တောင်ပိုင်းကိုခေါ်ယူတော့ဘူးလေဆက်လက်ပြီးပြင်ဆင်ဒီတက်တာတဲ့ account main တော့ Arsenal သင်းက2ရောက်ကိုပြင်ပတ်ထားတယ်35နဲ့40ကြားတန်ဝင်းကျင်မှာဘောနော်အဲ့ဒီကစားသမားတွေကဘယ်သူရှိမလဲအဲ့တော့လက်ရှိမှာတော့ကျွန်တော်တို့ ် Brentford ရဲ့တောင်ပိုင်းကစားသမား Center Forward ဆော့လို့ရတယ် M1 ဘူရှိတယ်နောက်တစ်ယောက်က Arsenal ပရိသတ်တွေအရန်သဘောကျမယ်ကစားသမားရဲ့တယောက်ပဲဘုံမောင်ရဲ့တောင်ပိုင်းကစားသမားဖြစ်တဲ့ Sammy Ngo ဖြစ်တယ်ဒီကစားသမားတယောက်လုံးတော့လက်ရှိဒါကျွန်တော် Andrea Barda ကောဒါကျွန်တော်တို့ Arteta ကောသဘောကျတယ်အရန်လည်းစီမချူပြောချင်တာဒါခုနကပြောကျွန်တော်ဖုန်းနဲ့ပြော Mid Range မှာတကယ်ကိုအသုံးဝင်မဲ့ကစားသမားတွေကတယောက်ပြောလေဒါပေမဲ့ Sammy Ngo မှာဆိုရင်တော့လက်ရှိမှာသူ့နဲ့ပြိုင်ပတ်နေပေါ်တယ် Sammy Ngo ကောအခုလက်ရှိမှာဒါကျွန်တော်တို့ Tottenham Hotspur တင်ကောဒါ Manchester United တင်ကောဒီကစားသမားတွေကိုဒါကျွန်တော်တို့အကုန်လုံးကဒါ ျွန်တော်စိတ်ဝင်စားတဲ့မှာပါတယ်ပြောချင်တာလေဒီဈေးကြီးကတန်းတယ်လေ35 40ဖြစ်တဲ့ကြောင့်ဒီဈေးကြီးကတန်းတဲ့မှာပါတယ်ဘုံဘောက်ကတော့ခုနကပြောလို့ပဲခေါ်ဈေးက45သွားတယ်တကယ်တမ်းညှိမယ်ဆိုတော့35 40လောက်ဒီဆင်းပေးနိုင်တယ်လို့မြင်တယ်တစ်ဖက်ကတော့ကျွန်တော်တို့အဲ Brentford ရဲ့ဒါကျွန်တော်အဓိကကစားသမား M1 ဖြစ်တဲ့ကြောင့်သူတို့လည်းဒီဈေးလောက်ပဲသွားမှာတော့လက်ရှိမှာအာဆိုသင်းနေနေလာမယ့်နေရာဒီမှာပေါ်ချောင်းကောင်းတွေထဲမှာဒီကူဂျူဒန်ကျွန်တော်ဒေးဗစ်ကူတော့တိုက်စစ်နေရာမှာအိမ်လုထားပြီးတော့ဈေးရမ်းမကြီးဈေးရမ်းမတက်တာတွေဒါကျွန်တော်တောက်မိုင်းတွေထဲမှာတော့ M1 ပုံနဲ့ဒါခုနကပြောလို့ပဲဆင်မီညိုနှစ်ယောက်တည်းကတရက်ကိုအိမ်လုထားတယ်အာဆိုပရိသတ်တွေဆိုရင်တော့ဒ ီ၄ယောက်တည်းနှစ်ယောက်ကိုရွေးရမယ်ဆိုရင်ဘ누구ကိုရွေးသွားမလဲအောက်က comment အင်းထဲမှာဆွေးနွေးပေးခဲ့ကြပါအောင်ဘလုံးဝဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ tv4u တို့မှာကျင်းလို့ဆိုရင်ပအောင်ကိုညီညွတ်ရပါတယ်မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့အောက်က comment အင်းထဲမှာလည်း youth sport media 3.0နဲ့ tv4u ရဲ့ link လေးတွေကိုထည့်ပေးထားပြီးကျွန်တော်မျက်စောက်ကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့မြန်မာကလစ်မှမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးကြိုးတင်ပါတယ်ကောင်းမွန်သောနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲ ကျွန်တော်တို့တွေနောက်မှအေးအေးဆေးဆေးတွေ့ကြတာပေါ့အားလုံးမကြိုးတူပါနဲ့ကျွန်တော်တို့ကပြပါဗျဒေးပါပါဗျ